ဆရာကြီးနှစ်ပါးစုံတွေ့နေတဲ့ချန်ပီယံလိပွဲစဉ်ငါဖောခတ်များလုံးမင်္ဂလာပါကလော့ကော်နာကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ဒီတစ်ပတ်ကျွန်တော်တို့ဂျိုင်းထဲမှာတော့ချန်ပီယံလိငါးမှာတော့ကျွန်တော်ဆရာကြီးနှစ်ပါးစုံတွေ့နေပါတယ်အဲ့ဒါတော့ကျွန်တော်တို့ပရီးမီးယားလိမှာလည်းရှုံးပွဲမရှိစံချိန်ကောင်းတွေပိုင်ဆိုင်ထားတဲ့အာဆင်နယ်နဲ့တစ်ခါကကျွန်တော်ဘွန်ဒက်လီဂါရဲ့ချန်ပီယံကျွန်တော်ရှုံးပွဲမရှိဘိုင်ယန်မြူးနစ်တို့ရဲ့စုံတွေ့မှုမှာတော်တော်လေးဥမှာကြည့်လို့ကောင်းမယ်ကျွန်တော်ပွဲစဉ်တစ်ပွဲဖြစ်ပါတယ် ဗီဒီယိုလေးမသခင်ကျွန်တော် YouTube channel လေးကို like and subscribe လုပ်ကညီကိုတူနေနဲ့ like subscribe လုပ်ပြီးကိုညီပြီးတော့ရပါ Okay အဲဆိုဗီဒီယိုလေးကိုစားလိုက်ကြဒီနေ့သင်ဆုံးတွေးမှုမှာတော့တော်တော်လေးဥမှာကျွန်တော်ဘောလုံးပြိတက်တွေစောင်းစားနေတဲ့ပွဲတော်ပွဲဖြစ်တယ်အဲတင်းတလုံးကလည်း champion league မှာရှုံးပွဲမရှိပြီးမြောက် league မှာလည်းအဆင့်တစ်ဖက်ကကျွန်တော်တို့ဘိုင်မြူးနစ်ကလည်း Bundes League မှာအဆင့်တနဲ့ရှုံးပွဲမရှိစံချိန်နှစ်သင်းရဲ့ကျွန်တော်ထိတ်တဲ့တွေးဆုံးမှာတော့ပယ်သင်းအတားကြီးရသွားမယ်ကျွန်တော်တစ်ချက်လောက်ကြည့်လိုက်ရအောင် ရင်းလုံးလေဒီနေ့တင်းနောက်ဆုံးရှင်မဲထိုင်ငါးဘောကြောင်းလေးပြောလိုက်ရအောင်တစ်ခါကကျွန်တော်အဝေးကမှလာရှင်မဲနဲ့ဘိုင်အောင်ရင်းလုံးကြည့်ဘိုင်မြူးနစ်နေနဲ့လည်းနောက်ဆုံးရှင်မဲထိုင်ကျွန်တော်ငါးဘောမှဆိုရင်သူနေနဲ့လေးဘွဲနိုင်တဘွဲတည်တစ်ခါကကျွန်တော်အာဆင်နယ်ကလည်းလေးဘွဲနိုင်တဘွဲတည်ကြားထားတဲ့အတေးရလည်းကျွန်တော်ပါပြီးတော့တူးနေတယ်အာဆင်နယ်ကလည်းကျွန်တော်တို့ပြင်းပြလေးပွဲစဉ်အဲစတက်မှာတော့ကျွန်တော်ဆန္ဒလန်ကိုအဝေးကမှတွားရရှင်ပြိုင်နေတဲ့ပုံမှာတော့တူးတူးဆိုပြီးတော့တည်ကြတာလေတော့တစ်ခါကကျွန်တော်ဘိုင်ယန်မြူးနစ်ကလည်း အဝိဝမတာယောရှင်ပြန်နေပုံမှာတူးတူးဆိုပြီးတော့တေရလက်ပုံဖော်ထားတဲ့အတွက်ကြောင့်ဒီနေ့တင်းရသွားတူးနေတယ်လို့ပြောလို့ရတယ်အဆင့်ရလည်းကျွန်တော်ချမ်ပီယံလိမ့်ပါလေအဆင့်တင်းနဲ့ကျွန်တော်ကိုယ့်ရဲ့လီမှာလည်းအဆင့်တင်းတင်းပြီးလည်းကျွန်တော်နောက်ဆုံးရှင်ပြန်ထားတဲ့ပွဲရလည်းကျွန်တော်၅ပွဲမှာလည်း၄ပွဲနိုင်တပွဲတည်းတစ်ဖက်က၄ပွဲနိုင်တပွဲတည်းတေချထားတဲ့ပွဲရလည်းကျွန်တော်တို့အတူတူသွားဖြစ်နေတဲ့အတွက်ကြောင့်တော်တော်လေးမှကျွန်တော်တို့စိတ်လုံးရှားတရားကောင်းတယ်လို့ပြောလို့ရနှစ်သိန်းသလုံးကလည်းကျွန်တော်တိုက်စစ်တရားတော်တော်လေးမှတွင်းမှုတွေများများပြားပြား ်တွင်းဟားနိုင်ပြီးတော့ခန်းစစ်ကလည်းကျွန်တော်တို့ပေကိုတော်တော်နဲ့ထားတယ်အထူးသဖြင့်ကျွန်တော်အာဆင်နယ်မှာဆိုရင်ပို့ပြီးတော့တိတာနေတာအာဆင်နယ်ကျွန်တော်ပေကိုတိတ်ပြီးတော့ကျွန်တော်ပြင်းပြလေးကျွန်တော်ပွဲစဉ်ဆက်နေပြီးသွားတဲ့အချိန်မှာသူ့နယ်ပေကို၅ဂိုးလောက်ပဲပေးထားတယ်ပုံစံရှိပြီးတော့ဘိုင်ယန်မြူနစ်ကလည်းတော့တိတ်ပြီးတော့ထူးမခြားနာပုံစံမျိုးတွေဖြစ်နေတဲ့ဆိုတော့ဒီနေ့တင်းရဲ့ဆုံးတွေ့မှုကတော့တော်တော်လေးဥမာကျွန်တော်အကျိတ်နေဖြစ်ပြီးတော့တော်တော်လေးမှကြီးလို့ကောင်းမယ်လို့မြင်တယ်အထူးသဖြင့်ကျွန်တော်အာဆင်နယ်အိမ်ငွေဖြစ်တဲ့အတွက်ကြောင့်အိမ်ငွေအားတကျနေပို့ပြီးတော့အဲ ကောင်းမဲ့အထင်တင်လို့ကျွန်တော်မြင်တယ်တစ်ဖက်ကကျွန်တော်ဘိုင်မြူနစ်ကိုလည်းတွားပြီးတော့အထင်သေးလို့မရပါဘူးဘိုင်မြူနစ်ကလည်းကျွန်တော်တို့တော်တော်လေးမှကျွန်တော်တို့ကြီးစိုးနေတဲ့အသင်းသင်းဖြစ်တဲ့တကြောင်အထင်သေးလို့မရဘူးလို့ကျွန်တော်မြင်တယ် OK အဲ့ဆိုရင်ကျွန်တော်ဒီနေ့တင်းရကျွန်တော် head to head တိုက်တွေ့ဆုံမှု head to head ထိပ်တိုက်တွေ့ဆုံမှာတော့ကျွန်တော်တို့အဲအာဆင်နယ်ကတော့၃ချိန်နိုင်၃ချိန်ပြီးကြာပြီးတော့ဘိုင်မြူနစ်ကတော့ကျွန်တော်တို့၆ချိန်ထိနိုင်ထားတာကိုတွေ့ရတယ် OK ဒီနေ့တင်းရကျွန်တော်တို့အဲအာဆင်နယ်ရဲ့အိမ်ကွန်းမှာနောက်ဆုံးနိုင်ထားတာဆိုလို့ဆိုရင်တော့ဘိုင်မြူနစ်အတင်းနေတယ်ကျွန်တော်2018မှာဖြစ်ပြီးတော့ အဲတကူအဲငါးကိုးနဲ့ကျွန်တော်တို့နိုင်ထတာဖြစ်တယ်ဒီနှစ်ဒီနှစ်တွေအဲဆုံးတယ်မှာတော့ဒီနှစ်တင်းတွစ်ဆုံတိုင်းမှာတော့ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်နှစ်တင်းတော့ကျွန်တော်တို့တွင်းမှုတွေတော်တော်များ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 ပြပြတွင်းထတာတွေ့ရတယ်ငါစနေနေ့နဲ့လည်းကျွန်တော်2019မှာတော့21ဆိုပြီးတော့သူရဲ့အိမ်ဝင်းမှာနိုင်ထတဲ့အတွက်ကြောင့်ဒီတစ်ခါဆုံတွင်းမှုကလည်းကျွန်တော်ထပ်ပြီးတော့နိုင်ပွဲတွေကိုပုံဖော်သွားနိုင်မှာဆိုတော့တစ်ချက်တော့စောင့်ကြည့်ရမယ်တကယ်လို့အာဆင်နယ်အနေနဲ့ ါဘိုင်မြူးနစ်ကအိမ်ကွင်းမှာထပ်ပြီးတော့နိုင်ပွဲကိုပုံဖော်လိုက်မယ်ဆိုရင်တော့ဒီကြာသွားပြီအာဆင်နယ်ကတော့1 2 8ကနေပြီပေါ့ကျွန်တော်နောက်တစ်ဆင့်တက်ဖို့ပြေမလို့သွားတော့ဘူးလို့အနေနဲ့ကျွန်တော်ရှင်ပြိုင်ထားတဲ့ချန်ပီယံလိပွဲစဉ်မှာပြန်ကြည့်မယ်ဆိုရင်လည်းကျွန်တော်ငါးပွဲအထိရှေ့လာပြီးအတွက်ကြောင့်အာဆင်နယ်တင်းတက်ကတော့ကျွန်တော်တို့1 2 8ကတော့ကျွန်တော်တို့အေးအေးဆေးဆေးနောက်တစ်ဆင့်ကိုတက်သွားပြီလို့တော့ပြောလို့ရတယ်။တကယ်လို့ဒီညရှင်ပြိုင်မဲ့ကျွန်တော်တို့ အဲချန်ပီယံလိပွဲစဉ်ကမှာတော့အာဆင်နယ်အနေနဲ့ထပ်ပြီးတော့နိုင်ပွဲကိုလာပုံဖော်မယ်ဆိုရင်တော့အာဆင်နယ်အတွက်ရဲ့ချန်ပီယံလမ်းကြောင်းတော့တော်တော်လေးမှကောင်းမွန်သွားပြီလို့ပြောလို့ရဒါမှလည်းကျွန်တော်အောက်ကအသင်းတွေလည်းသွားရောက်ထင်သေးလို့မရဘူးဘာဖြစ်တဲ့ကြောင့်လဲဆိုရင်ကျွန်တော်အမနက်ကတော့ဆိုလို့ရှိရင်တော့လီဗာပူးနဲ့ကျွန်တော်ဘာစီလိုနာ1-2ဆိုပြီးတော့ဥဆောင်နေတော့အဲ PSG တို့ကျွန်တော်အင်တာမီလန်တို့ကပလေးအော့နေတာတက်လာပြီးတော့သူတို့အနေနဲ့ချန်ပီယံလိပလားတွေပါယူသွားတဲ့အတွက်ကြောင့် ုတ်ကအတင်းတွေကိုလည်းတွားပြီးတော့ထင်သေးလို့မရဘူးဒါပေမဲ့လည်းအာဆင်နယ်ရဲ့ကျွန်တော်တို့ကုလက်ရှိဖောင်းတော့တော်တော်လေးမှကျွန်တော်တို့ကြောက်ခမ်းလေးကောင်းနေပြီးတော့ဘယ်အသင်းမှကျွန်တော်တို့တွင်းကိုတွေတိတ်ပြီးတော့မတွင်းနိုင်တဲ့အခြေအနေမျိုးတွေရှိတယ်အထူးသဖြင့်ကျွန်တော်တို့ဆန္ဒလန်ပွဲကလွဲပြီးတော့ကျွန်တဲ့အသင်းကြီးတွေနဲ့ဆုံတွေ့တိုင်းအာဆင်နယ်အနေနဲ့ကိုပြတ်ချေပြတ်တဲ့ကိုပဲတောက်လျှောက်နိုင်ွက်တွေပုံဖော်ထားတဲ့အတွက်ကြောင့်ဒီတစ်ပတ်ကျွန်တော်ချန်ပီယံလိပွဲတင်ကားရဲ့ကျွန်တော်တို့ပေးမဲ့ပွဲဖြစ်တဲ့ဘိုင်မြူးနစ်နဲ့အာဆင်နယ်ကတော့တော်တော်လေးမှကြည်လို့ကောင်းမယ်လို့ပြင်နေအာဆင်နယ်ကပို့ပြီးတော့ တာတယ်လို့တော့ကျွန်တော်အမိနဲ့ဘာတက်ချောင်းလဲအိမ်ကွင်းလည်းဖြစ်လဲဆိုတော့ကစားသမားစုဖွဲ့အားတွေနဲ့ပြန်လဲရှင်မှန်ဆိုလို့ဆိုရင်ပို့ပြီးတော့တာနေတယ်လို့တော့မြင်တယ်โอเคဆိုရင်ကျွန်တော်ဒီနှစ်သိန်းရကျွန်တော်ခမန်းလိုက်တာလို့ပါလိုက်ကြအောင်ရင်းတုံးနေနဲ့ကျွန်တော်ဝိကုမလာရှင်မယ်မဲ့ဘိုင်ယန်မြူနစ်ကိုပြောတယ်ဘိုင်ယန်မြူနစ်ကတော့ရှင်ပါတယ်သူတို့ရဲ့အဓိကလူစင်းမှာတော့ကျွန်တော်တို့ sorry လူဝတီရဲ့အနေနဲ့လဲကျွန်တော်တို့ရှေ့ချန်ပီယံလိပွဲတင်လေးမှာတော့အနီးကပ်ထိရတဲ့အတွက်ကြောင့်ဒီနှစ်ပွဲမှာမပါဝင်နိုင်ဖြစ်တယ် အဲလူဝင်ဒီရနေလည်းကျွန်တော်တို့အာဂိုးတွေတော်တော်လေးဟိုမှာအာဘွန်းနက်လီကရောက်မှာတော်တော်လေးမှာတွင်းထားနိုင်တဲ့အတွက်ကြောင့်အဲဒီကစားသမားမှာပါလိုက်တာအာဆင်နယ်အတွက်ကတော့နည်းနည်းလေးပို့ပြီးတော့တတ်တရာရောက်သွားတယ်လို့တော့ကျွန်တော်တို့မြင်တယ်မီကိုလေးတွေရောဘယ်လိုမြင်ကြလဲတော့မသိဘူးโอเคအဲဆိုရင်ကျွန်တော်ဘိုင်မြူနီကျွန်တော်ခမန်းလိုင်းနဲ့လေးကိုသွားလိုက်တာသူတို့ရဲ့အဓိကအာလူစင်းတိုင်းနည်းနည်းပဲတင်တယ်တောင်းနေသောလူစင်းနဲ့ပဲအာဆင်နယ်ကိုရှင်ပြန်သွားမယ်လို့မြင်တယ်အာကိုးသွားနေရမှာကျွန်တော်ကျွန်တော်နူအာထရှိပြီးတော့ အခုအနောက်တန်း၄ရောက်နေမှာကျတော့ line မှာပြီးလို့စင်တာဥပမီကနေနင်းနဲ့ပြီးရင် star နေစစ်တို့ဒီအစုဖွဲ့နေပဲပွတ်ထလာမယ်လို့မြင်တယ်ဒီအစုဖွဲ့ကလည်းသူတို့ရဲ့အဓိကလူစင်းတွေဖြစ်တဲ့အတွက်ကြောင့်ဒဏ်ရာပြဿနာတွေမရှိတဲ့အတွက်ကြောင့်ဒီလူစင်းတွေပဲထွက်လာမယ်လို့မြင်တယ်ကိုယ့်လည်းမှာဆိုရင်တော့သူတို့ public page မှာပြီးလို့စင်ကျွန်တော်တို့အာပိုင်မျိုးနဲ့မှာတော်တော်လေးမှာခြေစွမ်းကောင်းနေပြတ်သက်ထားနိုင်တယ်ကျွန်တော်တို့ policy ရှိမှာပြီးလို့စင်ကင်မီချီတို့ဒီ၃ယောက်နဲ့ကိုယ့်လည်းမှာအဲကိုယ့်လည်းတိုက်စစ်အစုဖွဲ့ဖြစ်ပြီးတော့ပြီးရင်တော့သူတို့ မှာတော့ကျွန်တော်အဲကစားသမားအပြောင်းလဲရှိပြန်လူဝိဒေးရမရှိတော့တဲ့အတွက်ကြောင့်လူဝိဒေးရနေရာမှာနာပလီလိုပါလို့ပွင့်ပြီးတော့ဒီကတိုက်ဆက်ကစားသမားတော့ဟာဒီကိန်းဖြစ်ပြီးတော့ကျွန်တော်ပြီးလို့ဆိုရင်တော့တပ်ဖက်က right back ကစားသမားလေးကတော့ကျွန်တော်ကားဆိုပြီးတော့ကျွန်တော်ပွတ်ထွက်လာမယ်လို့တော့မြင်တယ်ဟာဒီကိန်းနေနဲ့ကျွန်တော်တို့ပြန်ပြီးတော့ကျွန်တော်တို့ပြီးများလေးမှာအဲအတင်းတင်းဖြစ်တဲ့အာဆင်နယ်နဲ့ပြန်လဲရှင်ပြိုင်တဲ့ပွဲမှာဟိုက်ကင်းနေနဲ့ကျွန်တော်တွင်းကိုတွေပါနေမြင်တွေ့ရအောင်လားဆိုတော့စောင့်တော့ ကြည့်ရှုပြီးတော့တစ်ဖက်ကကျွန်တော်တို့သူတို့ရဲ့အဓိကကွင်းလယ်တိုက်စစ်ကစားသမားဖြစ်တဲ့ OLC တရားကျွန်တော်တို့ထပ်ပြီးတော့ပင်ကိုးဒီပါတွေထပ်ပြီးတော့အမြင်တွေ့ရအောင်လားဆိုတော့တော်တော်လေးမှရင်ခွန်ဆင်းလို့ချားရကောင်းတယ်လို့တော့ကျွန်တော်အမြင်နဲ့အိုကေအဲဆိုရင်ကျွန်တော်တို့တစ်ဖက်ကအာဆင်နယ်ရဲ့ခံမှန်းလိုက်နိုင်တယ်အာဆင်နယ်ကတော့သူတို့ရဲ့အဓိကအာနောက်တန်းကစားသမားဖြစ်တဲ့ဆလီဘာမပါဝင်နိုင်တဲ့အတွက်ကြောင့် နီးနောက်တန်းမှာတော့အပြောင်းလဲလေးရှိနိုင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲတင်မရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဆလီဘာရှိမယ်ပြီးလို့ရှိရင်နောက်တစ်ခုကကျွန်တော် Guardian မပါဝင်နိုင်တဲ့အတွက်ကြောင့်ကျွန်တော် Hinkapi ပဲပြန်လဲပွတ်ထွက်လာမယ်လို့မြင်ပြီးတော့တစ်ခါကျတော့ Color Fury တို့ပွတ်ထွက်လာမယ်လို့မြင်နေကွင်းလယ်မှာဆိုတော့သူတို့အဓိကကွင်းလယ်ကစားသမားဖြစ်တဲ့ကျွန်တော်တို့ Zubimani Chicken Right ပြီးလို့ရှိရင်ကျွန်တော်တို့ SC တို့ပဲပွတ်ထွက်လာမယ်မြင်နေတိုက်စစ်မှာတော့သူတို့ရဲ့အဓိကကစားသမားဖြစ်တဲ့ Peter Yorkran အနေနဲ့ ဒါရပြဿနာကြုံတွေ့နေရတဲ့အတွက်ကြောင့်ဒီနေ့ဘွဲမှာတော့ main လို့ပဲထည့်ပြီးတော့ပြန်လဲတုံးသွားမယ်လို့မြင်တယ်။နှစ်ဖက်တိုက်စစ်မှာတော့စာကာနဲ့ကျွန်တော်တို့ trust set ပဲပွဲထွက်လာမယ်လို့မြင်တယ်။ဒီစုခွဲရလဲကျွန်တော်ရှေ့ sorry ပြည်မြန်လီပွဲစဉ်စနစ်မှာတော့ Total Hotspot ကိုတော်တော်လေးမှာကျွန်တော်တို့ခတ်ပေးထားတဲ့အစုခွဲဖြစ်တဲ့ဒီအစုခွဲရလဲတော်တော်လေးမှာကောင်းမွန်တဲ့ပုံစံလို့မြင်တယ်။ကွင်းလေးမှာဆိုရင်လဲပြောပြရမလို့လဲကျွန်တော်တို့ chicken right တို့ပါတို့ပြီးလို့ဆိုရင်ကျွန်တော် SC တို့ဆိုရင်လဲကျွန်တော်ရှေ့ပွဲမှာဆိုရင် hat trick တွေပါသွင်းသွားနိုင်ရတဲ့အတွက် ဒီတစ်ခါကျွန်တော်ဆုံးပေးမဲ့ချန်ပီယံလိပွဲတွေမှာတော်တော်လေးမှတို့တို့အရေးကြီးတယ်လို့မြင်တယ်။ဘာလို့ကြောင့်လဲ?တစ်ခါလာရောက်ရှင်ပြိုင်မဲ့ဝေးကွင်းအသင်းရလဲကျွန်တော်ဘိုင်မြူနစ်လိုအသင်းကြီးတစ်သင်းဖြစ်ပြီးတော့ကျွန်တော်ရှုံးဝဲမရှိစံချိန်တွေနဲ့ကျွန်တော်ပိုင်ဆိုင်ထားတဲ့အသင်းတစ်သင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အာဆင်နယ်တော့ကတော့တွားပြီးတော့ပေါ့လို့မရပါဘူး။သူတွေကျွန်တော်နောက်တန်းမှာနောက်တန်းကဘာတွားကြောင့်လဲဆိုတော့တစ်ခါကျွန်တော်ဘိုင်မြူနစ်ရဲ့တိုက်ဆက်ကတော်တော်လေးမှကျွန်တော်တို့ twin goal တွေမြိုင်နေတဲ့အတွက်ကြောင့်အာဆင်နယ်ရဲ့နောက်တန်းတော်တော်လေးမှ goal set ကမဲ့ကိုယ်လည်း ကျင်းကိုပြန်လဲရှင်းမယ်ဆိုရင်လည်းကျွန်တော်တို့ Arsenal ကွင်းလည်းကျွန်တော်မြင်ရတော့ပို့ပြီးတော့တာမယ်လို့တော့မြင်တယ်ဒါမှမဟုတ်လည်းတစ်ဖက်ကကွင်းလည်းမှာကြောင်းရင်တော့ကျွန်တော်အဓိကကွင်းလည်းကစားသမားဖြစ်တဲ့ Kimichi တို့ပြီးလို့ဆိုရင် Olisio ရဲ့ကျွန်တော်တို့အဲဒီမြန်နှုံးမြင့်တွေအဲ tripling တွေနဲ့ပြီးလို့ဆိုရင်ပတ်စံပေးမှုတွေကတော်တော်လေးမှကောင်းမွန်တဲ့အတွက်ကြောင့် Arsenal ရဲ့နောက်တန်းတွေ3ကြီးချီထားဖို့လိုတယ်လို့မြင်တယ်ပြီးရင်တို့ရဲ့တစ်ဖက်ကကျွန်တော်တို့ဘိုင်မြူးနဲ့ဘိုင်မြူးနဲ့နောက်တန်းကတော့ကျွန်တော်တို့တော်တော်လေးမှတို့အနေနဲ့လည်း twin goal တွေကိုဟို လပြရတဲ့လောက်ရှိတယ်ဗျာဒါပေမဲ့အာဆင်နယ်နဲ့ဆာလို့စင်တော့အာဆင်နယ်ပို့ပြီးတော့ net ပြရတယ်လို့ပြောလို့ရပြီးတော့ဘိုင်ယန်မြူးနစ်ကတော့ကျွန်တော်တို့ twin goal တွေကိုခွင့်ပြုထားရတဲ့ပုံစံမျိုးလေးရှိတယ်ကျွန်တော်ပြန်ကြည့်မယ်ဆိုရင်အာဆင်နယ်နေနဲ့ကျွန်တော်အဲချန်ပီယံလိမ့်မှာ၄ဘွဲ့ကံပြီးသွားတဲ့အချိန်မှာကျွန်တော်ပေးဂိုးလုံးဝမရှိဘဲနဲ့ဘိုင်ယန်မြူးနစ်ကတော့ကျွန်တော်တို့၃ဂိုးထိပေးထားတယ်လို့ကြောင့်ဘိုင်ယန်မြူးနစ်ရဲ့အဲနောက်တန်းတော့နည်းနည်းလေးအားနည်းနေတယ်လို့မြင်တယ်ဒီထဲမှာမှကျွန်တော်အာဆင်နယ်ရဲ့အဲနောက်တန်းအားတော့ကျွန်တော်အင်ဂွင်းအားနဲ့ပါထပ်ပြီးတော့ပေါင်းလိုက်မယ်ဆိုရင်တော်တော်လေးမှလုံးဝပြည့်စုံသွားပြီလို့မြင်တယ် ီနေ့နေ့ဆုံးပေးလို့မှာတော့ကျွန်တော်မြင်ရဆိုရင်တော့အာဆင်နယ်လို့ပဲထပ်ပြီးတော့အလေးတာသွားမှာဒါမှမဟုတ်ပဲနဲ့အာဆင်နယ်တို့အနေနဲ့အဲတေရလက်ကိုသာပုံဖော်သွားနိုင်မလားဆိုတာတစ်ချက်တော့စောင့်မျှော်ကြည့်ရှုအားပေးလို့ရပါတယ်ညကိုဒီနေ့ရောကျွန်တော်ချန်ပီယံလိပွဲစဉ်ကမှအသင်းကြီးနှစ်သင်းဖြစ်တဲ့ဘိုင်မြူးနင်းနဲ့အာဆင်နယ်တို့ရဲ့ဆုံတွဲမှုကိုဘယ်လိုမြင်ကြလဲအဆင့်တင်တဲ့နှစ်အဲကိုယ့်လီမှာလည်းအဆင့်တက်တဲ့ပြီးရင်လည်းကျွန်တော်တို့နောက်ဆုံးရှင်မြထားတဲ့၅ပွဲမှာလည်း၄ပွဲနိုင်တပွဲတည်တည်စီတော့တော်တော်လေးမှတုန်ညင်နေတဲ့အသင်းနှစ်သင်းရဲ့ထိတ်တိုက်တွေ့ဆုံမှာတော့ ကျွန်တော်ဂိုးတွေညာတော်မလားဆိုတော့ရှစ်တော့စောင့်ကြည့်ရမယ်နှစ်သိန်းသလုံးကလည်းကျွန်တော်တို့အဲဂိုးသွင်းနိုင်တဲ့စွမ်းရည်တွေရှိပြီးတော့ခန်းစစ်ကလည်းတော်တော်လေးကကောင်းမွန်တဲ့ပုံစံတွေရှိတဲ့အတွက်ကြောင့်ဒီဂိုးတွေဘယ်လိုမြင်ကြလဲတင်သိန်းကျွန်တော်ဆုံးပေးမှာကျွန်တော်အမြင်ရဆိုရင်တော့အဆင်နဲ့ပို့ပြီးတော့လေးတာတယ်လို့မြင်တယ်ဒါမှလည်းတစ်ဖက်ကဘိုင်မင်းနစ်ကိုထင်သေးလို့ပြောရမှာပဲနဲ့ကျွန်တော်တီဝဲတပွဲကိုလည်းဥတီသွားနိုင်တယ်လို့အဆင်နဲ့နိုင်ဒါမှမဟုတ်လည်းကျွန်တော်တို့အဆင်နဲ့နိုင်ဘုတ် ထက်ဆိုင်လို့ကျွန်တော်တီဝဲတပွဲကိုကျွန်တော်အမြင်ရဆုံးပို့ပြီးတော့ဥတီသွားနိုင်မလားလို့မြင်နေညကိုနေတယ်တော့ဘယ်လိုမြင်ရလဲဝင်ရောက်ဆွေးနေမချက်ပေးသွားလို့ရပါတယ်။ဒါကြောင့်ချစ်ချူပေးတဲ့ညကိုတယောက်တည်းနေတယ်ကျေးဇူးများတယ်ပါတယ်။ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လဲဆုံလို့ကြပါဦးဗျာ။